အစ္စရေးအီရန်စစ်ပွဲကိုတားဆီးပေးခဲ့တဲ့ရနက်တူကိုအခွင့်ထူးခံခန်းစားခွင့်နေတဲ့စာချုပ်တက်တန်းတိုးလိုက်တဲ့အန်အက်စာပရိသတ်များလုံးမေးမိပါဗျာသူမြအိုင်ဘတ်ကွန်ရှိကိုအေဂျင့်ကနေပြန်လဲကြိုးလိုက်ပါရင်ရှေ့ရဒီလုံကကြီးကျယ်ဖြစ်ပွားခဲ့တဲ့အစ္စရေးအီရန်အရေးဟာအခုဆိုရင်တော့ငြိမ်သက်သွားခဲ့ပြီဖြစ်ပါရင်အားလုံးတည်းရတိုင်းအီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်မှုကိုအစ္စရေးကရပ်တန့်ဖို့စ조사ရာကနေနှစ်နိုင်ငံကြားပြစ်ခတ်မှုတွေဖြစ်လာခဲ့တာပါဂျာထဲမှာအမေရိကန်ကလည်းအစ္စရေးဘက်ကနေအီရန်ကိုဝင်တိုက်တဲ့အခါတတိယကမ္ဘာစစ်ဖြစ်ပြီးလာလို့တော့လူတော်တော်များများကထင်ခဲ့ကြပါရင် ဒါပဲလေတယောက်တော့သူကြောင့်စစ်ပွဲဟာရပ်တန့်ခဲ့ရပါတယ်။အဲဒီလူကတော့ခရစ်စတီယာနိုရဲလိုပါရက်ဒူအာဒီကိစားဖြစ်ွားနေစဉ်ကာလအတွင်းတမ်မရဒေါ်နယ်ထရန့်စီကိုပေါ်တူဂီဂျာစီတဲလက်ဆောင်ပို့ပေးခဲ့ပြီးဂျာစီပေါ်မှာငြိမ်းချမ်းရေးအတွက်စူးစမ်းပေးနေတဲ့တမ်မရထရန့်စီတို့ဆွဲစားသားနဲ့သူ့လက်မှတ်ပါပါတယ်။အမေရိကန်တမ်မရဒေါ်နယ်ထရန့်စီကိုရောက်ဖို့အတွက်ခရစ်စတီယာနိုရဲတို့ဟာဥရောပကောင်စီဥက္ကဋ္ဌဖြစ်တဲ့အန်တိုနီယိုကော့စတာကနေတဆင့်ဒေါ်နယ်ထရန့်ကိုပေါ်တူဂီအသင်းဂျာစီလက်ဆောင်ပေးသွားခဲ့တာဖြစ်ပါတယ်။ပရီလူပြောနေပြအန်တိုနီယိုကော့စတာက တည်ခဲ့တဲ့အပတ်တင်းလာနေကကနေဒါနိုင်ငံအေဗာဒါမြို့ကိုရောက်ရှိလာခဲ့ပြီးသမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံခြင်းမှာပေးအပ်သွားခဲ့တာပါအန်တိုနီယိုကော့စတာကရိုနယ်ဒိုပေးလိုက်တဲ့ဂျာစီပေါ်မှာရေးသားထားတဲ့စာသားတွေကိုလည်းကျေလောင်စွာဖတ်ပြသွားခဲ့ပါတယ်ဒေါ်နယ်ထရန့်ကရိုနယ်ဒိုပေးတဲ့ဂျာစီကိုလက်နက်ဖက်နဲ့ကင်ပြီးတော့ဓာတ်ပုံရိုက်ခံခဲ့တဲ့အပြင်သူကိုယ်တိုင်ကလည်းငြင်းချဲကိုလှုပ်ဆောင်ရတာကြိုက်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်အဲဒီနောက်ထရန့်ကိုယ်တိုင်ကအစ္စရေးအီရန်ရေးကိုဂျာဝင်ဖျံပြေးခဲ့တယ်လို့ပြောအောင်ဖြစ်ပါတယ်ထရန့်က ခရစ်စတီယာနိုရိုနယ်ဒိုဟာကျွန်တော်ကိုအစ်စရေးနဲ့အီရန်တို့ရဲ့ဂျားစစ်ပွဲကိုရအောင်လုပ်နိုင်ခဲ့တဲ့စတူးတဲ့တော့သူပါသူ့ရဲ့ဂျာစီပေးတဲ့အချိန်မှာကျွန်တော်ကိုအရန်ပြောင်းလဲစေခဲ့တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်ခရစ်စတီယာနိုရိုနယ်ဒိုဟာလည်းရှင်းချိန်မှာတော့ဆော်ဒီမီမှာဆက်ရှိဖို့နဲ့တရားသွားခဲ့ပြီဖြစ်ပါတယ် ဒီလောက်ကောင်မှ NSR နဲ့စာချုပ်တရံကုံဆုံးလို့မဲ့ Renato ကပြီးခဲ့တဲ့ရက်ကပဲ Sorry Pro League Club NSR နဲ့စာချုပ်တဲ့ထပ်မံချုပ်ဆိုလိုက်ပြီးဖြစ်ပါတယ်။နောက်နောက်ဆက်နေကွာဗလာအပေးမှာ NSR C ကိုနှစ်နှစ်ခွဲတက်တန်းရှိတဲ့စာချုပ်နဲ့ရောက်ရှိလာခဲ့တဲ့ Renato ဟာ Sorry League ခုလုံးကိုပြောင်းလဲစေခဲ့သူဖြစ်ပါတယ်။ Renato က NSR မှာတနည်းလောက်ခလားစာရိုးသန်းနေရာလောက်ရရှိနေသူဖြစ်ပါတယ်။ဒါပေမဲ့အခုစာချုပ်အစ်စ်မှာတော့လောက်ခလားစာလိုက်ပုံများလာခဲ့တဲ့ပြင်ဘွားရှင်မင်းကြားကြီးလိုမျိုးအခွင့်အထူးခံစားခွင့်တွေလည်းပါဝင်နေပါတယ် ပေါင်းစုံပြပြကျင်တာက Red Hawk NSA နဲ့နှစ်နှစ်တတန်းရှိတဲ့စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်ဒီလိုချုပ်ဆိုရမှာလဲတနှစ်ပလတ်တနှစ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါကြောင့်2029ခုနှစ်ရော်နယ်ဒိုအသက်42နှစ်ပြည့်တဲ့အချိန်ထိမြက်ခင်းစိမ့်ပေါ်မှာဆက်လက်မြင်တွေ့ရတော့မှာဖြစ်ပါတယ် ဆန်ရုံးကရရန်တို့ဟာနှစ်နှစ်အတွင်းမှာ NSRC ကနေလစာတည်တဲ့ပေါင်462တန်ရရှိမှာဖြစ်ပါရင် MA တို့ကတော့ပထမနှစ်မှာပေါင်24.5တန်ရရှိမှာဖြစ်တဲ့ပြင်ဒုတိယနှစ်မှာတော့ပေါင်73.5တန်ရရှိမှာဖြစ်ပါရင်နောက်ပြီးတော့ NSR ရဲ့ရှင်ရ15ကန်ကိုလည်းပိုင်ဆိုင်ခွင့်ရရှိအောင်မှာဖြစ်ပါရင်ဒါအပြင် sorry brolly ရဲ့ golden pin ဆိုရရင်အပေါ်စုကြီးပေါင်လေးတန်းဆိုပလာစုခုနိုင်ကိန်းအပေါင်၈တန်းထပ်ဆောင်ရရှိအောင်ပါ။နောက်ပြီးတော့ NSR ဘက်က Redo အတွက်အမိသားစုအတွက်အချိန်ပြည့်ဝင်နှန်း 16ဦးခန့်အပ်ပေးထားမှာဖြစ်ပြီးတော့အဲဒီ16ဦးထဲမှာဆိုရင် driver 3ဦး housekeeper 4ဦး support မှု2ဦးဥယျာဉ်မှု3ဦးနဲ့လုံခြုံရေး4ဦးစာအတွက်လည်းငွေပေးချေပေးသွားအောင်မှာဖြစ်ပါရင်အထူးချက်လင်အသုံးပြုရလဲပါဝင်လာမှာဖြစ်ပြီးတော့ sorry company တို့နဲ့ sponsor သဘောတူညီချက်အရာအပိုဆိုကြီးလဲပေါင်တန်း60လောက်ရရှိအောင်မှာဖြစ်ပါရင်မြန်မာဝင်နဲ့တွေ့မယ်ဆိုလို့ရှိရင် brand war anesa မှာကစားရတဲ့တနေ့အတွင်းတစ်ဆက်ကကိုမြန်မာဝင်3000ကျွဲ10မိနစ်ကိုမြန်မာဝင်20သိန်းဝင်ချင်းတနေ့ကို3000ဝင်ချင်းလောက်ရရှိမှာဖြစ်ပါရင် တကယ်ကို YouTube ချင်းစရာကောင်းလောက်တဲ့ပမာဏလိုပဲပြောရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ။ဗီဒီယိုလေးကတော့ပဲ။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့အနီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ။